မင်္ဂလာပါရှင်ကိုစီတင်တစီမျိုးတော်ချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာထမန်တောင်ကိုရဲ့စောရမင်းကောင်နဲ့တေရွာပြန်မောင်တန်ငယ်ဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်သူ့ငယ်ဝန်းတွေကိုဖွင့်ကြည့်လိုက်တယ်သူ့ခန္ဓာကိုယ်တစ်ခုလုံးကတစုံတစ်ခုနဲ့တင်းကျပ်စွာစီးနှောက်ထားခံရပြီးပဝင်းကျင်တစ်ခုလုံးကလည်းမှောင်မဲတိတ်ဆိတ်မှုဦးလောင်ပြင်းပြတဲ့အဖြစ်တွေကိုခံစားနေရတယ်ငါဘယ်ဟုရောက်နေပါလဲ ူနှုတ်ပြရေရွတ်မိပေမဲ့အတန်တွေထွက်မလာဘူး။လက်ချောင်းတွေကပူလောင်အဆန်မှုခံစားနေရတယ်။သူ့အဖြစ်ပြက်တွေကိုမှတ်မိနေတဲ့တော့ပြန်စင်းစားတယ်။သူ့ကိုကျိုးရီတုံအောင်ပြီးဝိုင်းရိုက်နေကြတဲ့မြင်ကွင်းသူ့နာကျင်လုံးစွာနဲ့ဟိအော်ညင်းညူမိတယ်။သူဘာမှမလုပ်ကြောင်းလေထပ်ဖန်တလဲလဲပြောနေမိတယ်။နောက်ဆုံးအရင်နဲ့ခံရတဲ့ဒဏ်ရာတွေကြားသူဘာမှမသိတော့ဘူး။အသေးစိတ်တစ်ခုလုံးအမောင်တိုက်ကြတဲ့ရောက်သွားတယ်။ဒီနောက်ပိုင်းတော့ဖြစ်ပျက်တွေအားလုံး သူအလုံးစုံနားလည်ခဲ့ပြီ။ဖခင်ဖခင်သူတို့ငါ့ကိုတေးပြီးဆိုပြီးမြေမြုပ်ခဲ့ရပဲ။သူကြောက်စိတ်လွန်ကဲစွာနဲ့ရုံးကန်ရင်အိုဟင့်မိတယ်။ဘလို့မှမရဘူး။သူအလွန်မင်းဝမ်းနေသွားတယ်။မြေဝန်းစီမှာအဖွားဖြစ်သူရဲ့မျက်နှာညီနဲ့ညီမလေးမျက်နှာမြင်ရောက်လာတယ်။ပြီးတော့မျက်ရည်တွေဖြန်ဖြန်ကျလာတော့တယ်။ဒီအဖြစ်ဖြစ်မတိုင်ခင်ငါရဲ့အလိုကမင်းကောင်တို့ကတော်လန်းကနေအပြန်ခရီးကိုနှင်းခဲ့ကြတယ်။တပတ်ကြာမှာတော့ လန်ကူလက်စီကတန်ကူမြို့စီကိုရောက်ခဲ့တယ်။တန်ကူမြို့ကအတိတ်ကာလမင်းတရားကြီးတပင်ရွှေတိနဲ့ဗမာသမိုင်းမှာအကျယ်ဝန်းဆုံးနိုင်ငံကြီးမားဆုံးသောအင်ပါယာကြီးကိုထူထောင်နိုင်ခဲ့သူဘင်းရင်တော်မင်းတရားကြီးတို့ရဲ့ထီးဒီနန်းတီမြို့ဖြစ်ခဲ့ပြီးမင်းတရားကြီးရဲ့အချင်းချုပ်တိုင်မြို့နေရဘူမိနဲ့တန်မြေနေရမှန်လေးဖြစ်ခဲ့တဲ့မြို့ဖြစ်တယ်။မင်းကောင်တို့ကသမိုင်းနောက်ခံကြီးမားရဲ့မြို့စီကိုရောက်တော့သူတို့ရဲ့စကိုင်းမြို့ကြီးလိုပဲခန်းစားမိကြတယ်။ဒါကြောင့်ရှေခကြီးမဆက်ဖြစ်ပဲ တောင်ငူမြို့မှာနှစ်ရက်သုံးရက်တဲခုနေထိုင်မှုဆုံးဖြတ်ကြတယ်။ဒီမြို့ကိုရောက်လာတော့ပလိတ်တွေကိုတိတ်ပြီးဂယူးဆိုင်စရာမလိုတော့ဘူး။အခုမြို့တော်ကသာမင်းကောင်ရဲ့ပုံတွေကိုဖြန့်ကျက်ထားလို့သွားလာရခက်တယ်။ဒီမြို့ကတော့မင်းကောင်ရဲ့ပုံတွေရရောက်ဦးမယ်မထင်ဘူး။လမ်းပန်းဆက်တွေရအတော့ခက်ခဲနေတဲ့ကာလမို့လား။တရင်ကတော့ရှောက်ကောင်းရှောက်လိမ့်မယ်။ဒါပေမဲ့တရင်ရောက်ပြီးလူမသိရင်တော့အနီးပလိတ်တို့ဗာများလုံနိုင်အောင်မလဲ။လူဦးရေထောင်တောင်းကြားထဲမှာ မင်းကောင်ရှာဖွေဖမ်းဆီးဖို့ရမလွယ်ကူနိုင်ဘူး။မတို့တွေရောက်တော့ရောက်ခိုက်ဒီမျိုးကတမန်ဝင်ရွှေစံတော်ဖရာဝင်ဘူးဆိုလား။ဥပတူကအကြံပြုတယ်။သုံးယောက်သားစိတ်ညီကိုရူဆိုတော့ဘာမှကန့်ကွက်စရာမရှိ။မျိုးကိုရောက်တာနဲ့ဖရာကိုလှမ်းမြင်ပြီးဖူးတွေ့နေရတာမို့လန်ချောင်းတော်မငားတော့ပဲအမြင်ရှိရာတိုင်လမ်းလျှောက်လို့လာခဲ့ကြတယ်။တိတ်ကြကြမသွားလဲရအောင်ဖရာကသူ့ကိုရောက်လာကြတယ်။ရှီကိုကတော့ကြပြီးဘလူရှိရာဆူတောင်းကြတယ်။သုံးယောက်လုံးတောင်းနေစုက တကူတဲ့နီးပါးထတ်တူကြတယ်။စိုးရွားလွန်းတဲ့အရင်ရှင်စနစ်ကိုစွမ်းနိုင်သမျှနီးနန်းတွေနဲ့အမြင့်ဖြတ်ချိန်မုံနိုင်ပြီးအများပြည်သူနားနေသူမှန်သမျှတို့သူတို့တွေကူညီခွင့်ရကြပါစေတဲ့။ဆူတောင်းကြောင့်မလားမပြောတတ်။ဖះဘုံကသုံးယောက်သားစင်းမယ်အလို့ညဖက်ဆောင်းနှန်းနားစီမှာဝန်းနေပလက်ငိုကျွေးနေတဲ့အမေဦးတယောက်နဲ့ကလေးငယ်နှစ်ယောက်ကိုတွေ့တယ်။အမေဦးကအသက်80ကလေးဝင်ကအသက်10နှစ်နဲ့12နှစ်အရွယ်။ယောက်ျားလေးတယောက်မိန်းကလေးတယောက် ကြည့်ရတာအလွန်မင်းနွမ်းပါပုံရတယ်။မင်းကောင်တို့လည်းဒီမြင့်ကွင်းကြောင်တယောက်မျက်နှာတယောက်ကြည့်မိတယ်။မတရားမှုတစ်ခုခုတော့ဖြစ်နေပြီထင်တယ်။မင်းစံကြည့်ဆိုလာကိုယ်။မင်းကြည့်တာပေါ့။သုံးယောက်သားအမေဦးကြီးစီကိုတွားကြတယ်။အနားကိုရောက်တော့တန်တော့ကအမေဘာအတွက်များငိုကြွေးနေရလဲ။တန်တော့ရဲ့အသွင်ကြောင့်ကလေးနှစ်ယောက်တင်မကအမေဦးကြီးပါလန့်ပြန့်သွားတယ်။ကလေးနှစ်ယောက်အမေဦးကြီးရင်ခွင်နဲ့ခေါင်းတို့ဝင်ပြီးဖတ်ထားတယ်။တန်တော့လည်းအလွန်မင်းစိတ်မကောင်းဖြစ်သွားပြီး အနောက်ကိုပြန်ဆုတ်တဲ့ချိန်မင်းကောင်ကအရှိကိုလှမ်းတက်တယ်။အမေကျုပ်ကပြောပြနိုင်မလား။အမေကြီးကခေါင်းငုံဖွက်ထားရင်တုံရင်လာတယ်။နောက်ဆုံးဥပဒုကရှေ့ကိုလှမ်းတက်ပြီးအမေကြီးတို့မြေးဖွားကိုကျဉ်နာစွာလှမ်းထိခိုင်းပြီးတော့အမေကြီးဘာများခက်ခဲနေလို့လဲ။ကျုပ်တို့ပြောပြပေးပါ။ဘာမစို့ကျုပ်တို့ကူညီပေးနိုင်ပါတယ်။ဥပဒုစကားတန်ကျဉ်နာမှုတို့လွှမ်းရင်နေတယ်။အမေကြီးကခေါင်းမော့လာတယ်။ငါသားတကယ်ကူညီပေးနိုင်တာလား။ ဟုတ်ပါရဲ့မေဘာမစူကျုပ်တို့ကူညီပေးနိုင်ပါ रे မဖြစ်ဘူးထင်ပါ रे ငါသားရဲ့အမေကြီးကြုံနေရတဲ့အခက်အခဲကိုမင်းတို့အနေနဲ့ကူညီပေးနိုင်ဖို့ကမလွယ်ကူဘူးထင်တယ်ပလိကကတော့မကူပေးနိုင်တဲ့အရာအရေးပိုင်မင်းတော်မှမကူပေးနိုင်ဘူးဆိုတော့ဘာများမှုလို့လဲပြောပြပါအမေကြီးတို့ကမြို့ရဲ့အနောက်ဘက်ဟိုအလန့်ကွာတဲ့တရက်ပင်ရွာပါအမေကြီးနမရတော်ဖွားခက်ပါဟုတ်ကဲ့မေမေမှာသားသမီးတွေကတော့လွန်ပါကုန်ပြီ ညီလေး၃ယောက်ကြံရက်ပြီးအတူတူနေပါတယ်။ဒီလိုနေရင်းနဲ့အမေကြီးတော်ပွားခက်ကသူ့ရဲ့အဖြစ်အပျက်တွေကိုနောက်ကျောင်းပြန်လို့ပြောပြလာတော့တယ်။တရက်ပင်ရွာမှာညီရှင်ကြီးဥဖိုးအောင်မသိရသူမရှိဘူး။ဒီအတိုင်းပဲတစ်ဖက်မှာလည်းတော်ပွားခက်တို့မြေးဖွားအောင်လေမသိရသူမရှိကြဘူး။ဒါပေမဲ့တိကျတဲ့ဂုံးပုတ်ချင်းကတော့ကွာဟကျက်ကြီးမားလွန်းနေ။ညီရှင်ကြီးတို့လူတိုင်းရချမ်းသာကြွယ်ဝသူအဖြစ်သိထားပြီးလူတိုင်းရဲ့ငွေကြေးရှင် ေးဇူးရှင်အဖြစ်တည်ကြပြီးတော့ဒေါ်ဖွားခတ်တို့မိသားစုတော့ဆုံးမိသားစုအဖြစ်စင်ရင်ဆုံးမိသားစုအဖြစ်တည်ကြတယ်။ဒေါ်ဖွားခတ်တို့မိသားစုကစကားပြောရိုးရှင်းပြီးတစုံတစ်ခုဆိုရင်အဝေးဝိုင်းမပါတဲ့လို့ပြောတတ်တယ်။မှန်လုံးတော့ရွာပြင်ထုတ်ခံရတယ်ဆိုတာတကယ်အမှန်။နေလုံးတော့လှန်ဆိုင်ကြတယ်ဆိုတာဒေါ်ဖွားခတ်တို့မိသားစုအတွက်တစ်ခုမှမလွတ်ကင်းနိုင်။စုံလို့တတ်မှတ်ကြတယ်။ရွာထဲမှာအနေမခံဘူး။ရွာအပြင်ဘက်မောင်းထုတ်ပြီးနေစီတယ် ရွာထဲမှာတစုံတယောက်နေမကောင်းမကျန်းမာရင်ဒေါ်ဖွားခန့်လှုပ်တာလို့ပြောကြတယ်။ကုန်းလဟာလဖြင့်သားနဲ့ချွေးမောက်တော်ပညာနဲ့တိုက်တက်တယ်လို့သမုတ်ကြတယ်။ညီကြီးနေတန်ခဲကိုလည်းပညာနဲ့နူနာဝဲဆွဲအောင်ပြုလုပ်ထားတယ်လို့ထက်ဆင့်စွပ်စွဲကြတယ်။ဘလို့ပဲဖြစ်ဖြစ်ဒေါ်ဖွားခန့်တို့မြေးဖွားတော့မရှိခိုးလို့မလဆုံမျိုးဆိုလိုခံစားရပေမဲ့နေပါလို့နဲ့အချိန်ဒီကြောင့်ဘသူ့မှနှုတ်လည်းမထိုးနိုင်ခဲ့ဘူး။သူတို့နှင်းတော့လေရွာပြင်ဘက်ကကြက်တီးကုန်းလေးစီမှာ တဲလီထိုးပြီးရှိကြတဲ့နှအူးနှကောင်အားပြုလို့ရရာတီးနှံတွေစိုက်ပြိုးရင်းအသက်မွေးကြတယ်။ရွာတဲ့အဝေးမခံလို့စိုက်ပြိုးရတဲ့တီးနှံတွေကိုတခြားရွာတွေကိုတွားရောက်ရှောင်းရတယ်။ဒီလိုနဲ့အသက်ရှင်ရက်တည်ရင်တရက်သားမှာတော့ဒေါ်ပွားခတ်တို့မိသားစုစီကံကြမ္မာလေးပွေရန်ရိုက်ခတ်လာတယ်။ဒီအဖြစ်ဖြစ်ကရေရှင်ဥဖိုးအောင်ရဲ့တူရီတော်တမီနေနှွေနှောင်းစီမှာလက်သေးတရက်ခံပြစရာမရှိတဲ့ကိုုံဆွဲကန်လာတာ။ဒီကိစ္စမစီမဆိုင် တော်ဖွားခဲ့တူမိသားစုရိုက်ခတ်လာပုံကဥပုအောင်တယောက် တောက်ခေါက်တန်ကျင့်လွန်းလို့ရွေနောက်နေမကမိခင်တော်အေးတင်မှာလန့်ပြန့်ပြီးတုံသွားတယ်။ဥပုအောင်ခံပြင်းဒေါသထွန်းလွန်းလို့မျက်နှာနီးမြန်းနေဘလူလောက်ကြမလဲဒီကိစ္စဘလူလောက်ကြမလဲပြောကြစမ်းပါဦးဟင်တမ်းမီနီယောက်မျက်ရည်စက်လန်နေနှုတ်ဆိတ်နေတယ်။ငါမင်းနေရလေကျုပ်တို့လေတော်တိတ်ဟိုမိနွေနောက်ဒီမိဘမျက်နှာကိုခုလိုပဲအိုးမဲတုတ်ရက်လာဒီကငါကောင်းကောင်းမမေးနေရင် ဒီကောင်ကဘသူလဲပြန်မပြောတတ်ဘူးအဖေဟေးဒီကိစ္စမျိုးကတစ်ဖက်သားမပါဘဲဖြစ်မလာဘူးအခုနေ့မှဖြစ်နေပြီဒါတစုံတယောက်ကြောင့်ပဲဘယ်ကောင်လဲငါ့ကိုပြောစမ်းမဟုတ်ရင်နင့်ကိုတတ်မိလိမ့်မယ်အိုးအဖေတတ်လဲတမီးရခံရမှာပဲဘသူဆိုတာတမီးကိုယ်လည်းမသိလို့ပါမဟုတ်ဘူးဒီကိစ္စအတွက်ငါ့အချက်ငါ့တိတ်ခံအားလုံးပြည့်စည်ရတော့မယ်ညီပြောရင်ပြောမပြောရင်တော့ဒီကိစ္စကိုဖုံးဖိလို့တစ်ဖက်ရွာလှဖိနေနင့်ကိုအမြန်စီစဉ်ရလိမ့်မယ် ။လှဖေကိုတမိမယူနိုင်ဘူးဖေ။ချင်လည်းမချစ်ဘူး။နင်းမယူနိုင်။နင်းဒိစာဘသူဆိုတာပြောလေ။အဖေဖြစ်သူရဲ့စကား၊ရင်းနှောင်းဘေးကျန်တဲ့ကြံဖြစ်သွားစေတယ်။တကယ်တမ်းသူမကိုယ်တိုင်ဒီကိစ္စကိုနားမလည်ဘူး။ဘယ်ကဘလို့ဖြစ်လာလဲဆိုတာမသိဘူး။အလိုလိုနေဖြစ်လာတဲ့အရာ။သူမစီမှာပူတရဝါနဲ့ထိတွေ့ဖို့အတွက်ရည်စားတနာတော့မရှိခဲ့ဘူး။ရည်စားတနာကိစ္စအိမ်တော်ရဲ့တာကိစ္စဆိုတာအတွက်သူမကိုယ်တိုင်ကလုံးဝစိတ်မဝင်စားခဲ့ဘူး။ခုလိုမျိုးဖြစ်ဖို့ဆိုတာဝေးရောပေါ့။ ဟဲ့ငါမေးနေရလေနင်မဖြစ်ရင်တော့လှဖီနဲ့ကိစ္စကိုငင်းဖို့ရမစိုးစားနေတော့လူနောင်ဘာလို့ရမှမသိဘူးလှဖီနဲ့လည်းအိမ်နောင်မပြုတ်ခြင်းဘူးလှဖီရင်မကဘယ်ယောက်ချားသားနဲ့မှအိမ်နောင်မပြုတ်လို့လားဒီတော့မဖြစ်တရားကိုပြောဖို့သူမဆုံးဖြတ်လိုက်တယ်သူမကိစ္စအတွက် လက်သေးတရခန့်ရွာပြင်မှာနေတဲ့တန်ခဲလို့ပြောဖို့ဆုံးဖြတ်လိုက်တယ်တန်ခဲကနူနာယောဂတေတယောက်အပွားဖြစ်သူဟာဆုံးလို့တရွာလုံးကသမုတ်ထားသူ သူတို့တမိသားစုလုံးရွာကျင်ဖဲထားတယ်။တန်ခဲလို့ပြောလိုက်တဲ့အတွက်သူမအနေနဲ့အိမ်တော်ရဲ့သားပြုဖို့ရမလို့တော့။သူမဝမ်းစီရကိစ္စရလေ။တန်ဝါသားပြုခြင်းကြောင့်ရလာတာမဟုတ်ဘူး။သူမအနေနဲ့အပြူစစ်စစ်ဘဝကိုဘသူစီအောင်မှမကန်းဆက်သေးဘူး။ဒါကြောင့်သူမကိုသူမယုံကြည်စိတ်အပြည့်ရှိတယ်။လက်တလို့တော့တဖက်ရွာသားလှဖီကိုသူမမယူရဖို့အရေးကြီးတယ်။ဗိုက်ထင်းရကိစ္စကိုနောက်ခါလာနောက်ခါစည်းပေါ်တကယ်လို့ရှိရှိရပုံမြင်တွေတည်းရလို့ ကိုဝင်စစ်စစ်ဖြစ်နေရင်တော့လေယူလိုက်ရုံပေါ့သမီးမိုက်ညို့ငါမေးနေလေငါတဲပြောပြောပါမေအဖေဟုတ်တန်ငဲနေပါဘာဥပိုးအောင်ရဲ့တန်ငိုးချင်းတန်လို့ကျင်းလောင်သွားတယ်တန်ငဲဆိုရယ်ကောင်းနေမှလားလို့စိတ်ကတွေးရင်အလုံးမင်းယူကျုံမရဖြစ်မိတယ်ဘယ်ကဘလို့ဖြစ်တာလဲမြင့်ဟာဟုတ်ရောဟုတ်ရလားနှွေးနောက်ဟုတ်ပါရဲ့အဖေတန်ငဲကိုတနာစိတ်ဝင်မိရာနေ့အချစ်စိတ်ဖြစ်သွားမိတာပါခတ်လိုက်တာ နေနေတင်ဝါလုံးဝခြေကောင်းလက်ကောင်းတွေကိုလှစ်လို့ရှိပြီဒီအနူကောင်မှဥဖိုးအောင်ရဲ့အတန်တိုးတင်သွားတယ်သမီးဖြစ်သူရဲ့အဖြစ်ကမဟာဘလူးမဇက်တော်တွေကတောင်တူယူမှာခြေကင်စုံမဲ့သွားခဲ့တဲ့မိမလို့ဖြစ်နေပြီသမီးကိုမရိုက်ပါနဲ့တော့ဘေးသမီးလှဖေကိုလည်းမယူပြရစေနဲ့သမီးအဖေတို့စကားကိုနားထောင်မှမယ်လွေနာငိုကြီးချက်မှပြောတယ်ဥဖိုးအောင်တယောက်သမီးကိုတနာစိတ်ဝင်ရပြီဒါပေမဲ့ဘလူးပဲတနာပါစီ နူနာယောဂတဲ့တယောက်ကိုတော့သူ့အရေးသူ့အတိုင်းဝဲနဲ့ဆွဲမထည့်လို့သမီးအဖေတို့စကားကိုနားထောင်ပါမယ်။သမီးကိုလှပ်ဖိနေတခြားယောက်ျားရင်းနဲ့မပေးစားပါနဲ့။သမီးဥဖုအောင်ရဲ့လေးတန်ပျော့ပြောင်းသွားတယ်။ခေါင်းထဲမှာသမီးရဲ့အတွက်အစီအစဉ်တွေကိုလည်းအမျိုးမျိုးချမှတ်နေမိတယ်။ရှင်ဖေနေမြို့ပေါ်ကနေကြီးတော်စီကိုတွားနေ။အေးတဲ့နေလဲလိုက်သွား။ဟိုမှာကိစ္စကိုရှင်း။ဒီဟာကိစ္စတွေကိုငါရှင်းထားလိုက်မယ်။ တော့ကဒီမှာဘာတွေရှင်းစရာရှိသေးလို့လဲ။ဘာရှင်းရှင်းနေလို့မဟုတ်ဘူး။ငါပြောတယ်လို့သားလို့။ကိုလက်တယ်မောက်တော့ငွေများများပေးပြီ။ဒီကိစ္စကိုနှုတ်ပိတ်ခိုင်းထားလိုက်။ကြားလား။ဥဖိုးကငေါငန်းတော့ဒေါ်ရေးတင့်ငြိမ်သွားတယ်။လူနှောင်းကဖခင်ရဲ့စကားတွေပေါ်စိတ်ထင်းထင်းရင်းနေဖြစ်သွားတယ်။ဖခင်ကအပြင်ပန်းမှာစကားပြောချိုးသားတယ်လို့အမြဲပြုံးနေတတ်သူဖြစ်ပေမယ့်အတွင်းစိတ်ကတိတ်ကိုခတ်ထန်နေဆိုတာသူမသိနေတယ်။ဒါပေမဲ့သူမအတွက်တော့ သက်ရှူပေါင်းရခဲ့ပြီ။ဘာလို့တွေးနေတော့မှလဲ။မိခင်နဲ့အတူမြို့ကိုသွားဖို့ပဲ။ပြင်ဆင်ဆုံးဖြတ်လိုက်အောင်ပေါ့။တန်ခဲ့။တေးရှိစီကခေါ်တန်ကြားပြီမဲ့ဒေါ်ဖွားခန့်ထမီးဦးငဲ့နေလို့ထွက်ကြည့်ဖို့ခန့်နေတယ်။ရင်းငယ်ကြောက်ခဲ့ရင်ရှေ့ရဘသူလဲထွက်ကြည့်ပါဦး။ဟုတ်ကဲ့ဖွာ။ငယ်ဆုံးကောင်လေးတေးနောက်ထဲအလက်မလေးထင်းခွဲပေးနေအောင်ကောက်နေရနေရှေ့ကိုထွက်ကြည့်တယ်။ဟဲ့ကောင်မင်းကိုတန်ခဲ့ရော။အကိုကြီးမရှိဘူး။တော့ចောင်းသွားတယ်။အဖွားတော်ရှိတယ်။ မင်းဖွာသွားခွေဟုတ်ကဲ့ကြောက်ခဲလေးတဲအတွင်ပြန်ဝင်လာပြီအဖွာရွာရဲ့လူကြီးတွေကိုယူမိတယ်မရှိဘူးဆိုတော့အဖွာကိုတွေ့ကြလို့တဲ့ဟေးဟုတ်တလားရွာရဲ့လူတွေနဲ့အဆက်အသွယ်မရှိတာကြာပြီခုမှဘလို့ကြောင်းရင်မသိစိတ်ထဲတော့စိုးရိမ်စိမ်ရှိသွားပြီလေတားတို့ရွာရဲ့ပြန်ခုံလို့လားမသိဘူးနော်ကြောက်ခဲပြုံးစီစီနဲ့ပြောတယ်ရွာရဲ့နေတော့ကသူတို့တွေလူကြားသူကြားနေရတာမို့ပျော်ရွှင်ဘူးကြတယ်ဒီတော့မလာစဘူးအလားထူးသူတွေကြောင့် သူတို့တွေနဲ့ညှို့လင့်မိတာမဆန်းပါဘူး။ဒေါ်ပွားခဲကြောက်ခဲလေးကိုစကားမပြန်တော့ပေရှီဦးထွက်လာခဲ့တယ်။အိမ်ရှိရောက်တော့တကြီးနဲ့အတူလူချမ်းသာဥဖိုးအောင်နဲ့သူ့ရဲ့တပည့်တပန်းတွေကိုတွေ့တာမို့ငကူရှိရင်ဆွေစိုးရင်စိတ်ကငယ်ထိတ်ရောက်သွားတယ်။တတိတို့ဘာအတွက်များဒေါ်ပွားခဲစိုးရင်စိတ်ကြောင့်စကားတွေအထီးထီးငုံငုံဒါကြောင့်တစ်ဖက်ကတကြီးကစိတ်မရှိစွာနဲ့စကားဖြက်ပြီး ခမည်းမြေတန်ခဲရောရေးလေးတန်ခဲနွားချောင်းသွားတယ်။ ဘယ်ဟုတ်သွားတာလဲအနောက်ဘက်တုံးဆက်ကိုသွားသလားပဲရိုးသားသူမမလိမ်ညာတမ်းပြောတယ်တေးကြလားဦးဖိုးအောင်ကဝင်မေးတယ်ဟုတ်တေးကြပါတယ်တတိဟုတ်ဒါနဲ့လေမြင်းလေးကိုမေးတာဆိုတော့ကျမမြင်းနေတခုခုများဖြစ်လို့လားယဒေါ်ဖွားခက်မရေတရေမေးတယ်ဒီခါတကြီးကဖြစ်တယ်ဒေါ်ဖွားခက်ညာတော့ကတတိကြီးအိမ်မှာဘယ်ရတခုပြတ်သွားတယ်အဲ့ဒါတန်ခေးခိုးထားရဲ့လို့တရင်ရတာယဟင်ဒေါ်ဖွားခက်ကောင်းနေမိုက်ခနေဖြစ်သွားတယ် မဖြစ်နိုင်တာငါမီးဒီလိုမလုတ်တက်ပါဘူးညတော့ကလည်းအတူတူရှိနေပါတယ်လုတ်တာမလုတ်တာတော့မသိဘူးတရင်အရာတော့ခမားမီးဝင်ခိုးတာတေးကြပဲတကြီးကဝင်ပြောတယ်ဥဖိုးအောင်ကကဲဟိတ်ကောင်တွေမင်းတို့တွေကတဝက်ကဥကောင်နွားချောင်းတော်တဲ့စီကိုလိုက်ကျန်တဲ့သူတွေသူတို့ဝိုင်းနေဝင်းရှာဥဖိုးအောင်ရဲ့တပည့်လူချမ်းတွေနှစ်ဖက်ခွဲသွားကြတယ်တဖွဲ့ကတန်ခဲနောက်လိုက်ပြီးတဖွဲ့ကတဲတဲနဲ့ခြံဝင်းနေဝင်းရှာတယ်ဒေါ်ဖွားခက်တို့မြေးဖွားသုံးယောက် တသက်နဲ့တကူမကြုံစဘူးကိစ္စမှုကြောက်စိတ်တွေနဲ့တယောက်ကတယောက်ဖန့်လို့ကလေးနှစ်ယောက်ကဟိအော်ပြီးငုံနေတယ်။ရှောက်ခွေသူတွေကတအိမ်လုံးလှမ်းလို့ရှာတယ်။ထမီးကိုဟင်းဦးပါမကြမ်းချက်ထားတာတွေပါအကုန်တုံချပြီးတော့ရှာတယ်။အချိန်နှင်းငယ်ကြတော့တွေ့ပြီတကြီးမရှိမှန်းလဲသည့်မလုံမှန်းလဲသည့်ပေမဲ့ပစ္စည်းတက်တရကိုယ်အိမ်ထဲကထွက်ပေါ်လာလို့ဒေါ်ဖွားခဲတို့မြေးဖွားတွင်တွင်ခါခါငင်းစံပြီးမဲ့ဘာတက်နိုင်အောင်တော့မလဲ။ ဒီအခိုက်အနောက်ဖက်တုံးဆက်လိုက်သွားတဲ့အဖွဲ့ကတန်ခဲကိုတွေ့လာပြီးခေါ်ဆောင်လာခဲ့ကြပြီကျုပ်မလုပ်ပါဘူးတကြီးရဲ့ဥဖိုးအောင်ရဲ့အိမ်စီမှာတန်ခဲတယောက်အရိုင်းနဲ့ခံနေရတဲ့ကြာသူမလုပ်ကြောင်းငင်းဆန်နေတဖက်ကလည်းငင်းဆန်လေးရိုက်လေးပဲငကူရဲမှတန်ခဲကနူနာယောဂတင်မှုရဲနဲ့သူရဲ့လက်စီမှာတစ်ချက်တစ်ချက်အကြောတွေတောင်ဆွဲဆွဲသွားတဲ့အထိပဲဒါပေမဲ့သူမလုပ်တော့မလုပ်ကြောင်းရတိပြန့်တန်ခဲငင်းဆန်နေတယ်အမှန်တော့ဒီကိစ္စအားလုံးက ဥဖုအောင်ကိုယ်တိုင်စီစဉ်တဲ့အစီအစဉ်တန်ခဲတို့အိမ်စီကိုညတော့ကသူကိုယ်တိုင်ပြောင်းဆုံးနေတဲ့ဘရဲကိုတွားထားခဲ့တာပြီးတော့အစီအစဉ်အတိုင်းပဲတန်ခဲကိုတခုနုဆွဆွဲဖမ်းစီပြီးတမင်မေဆိုင်နဲ့နှိပ်စက်တာဒါကဘာကြောင့်လဲဆိုတော့သူမြန်နိုးချစ်ခင်ရတဲ့တမီးပေါ်ကျုံးလာတဲ့အတွက်ကြောင့်ပဲအနူလက်ကရွှေခွက်ကိုမှနှိုက်တယ်ဆိုပြီးတွေးမိတိုင်းတန်ခဲကိုအမှုန်ကျိတ်ပြစ်ခြင်းနဲ့အထိဖြစ်မိတယ်သူအနေနဲ့ဂျီနီကိုတရင်ကိုအပြင်းလဲမထွက်စေချင်ဘူးအပြင်းထွက်ရင် သူ့တိတ်ခါတရားတွေရေစုံမျောရမှာဒီတော့ပြီးရတဲ့နီးနန်းနဲ့သူ့ရဲ့လက်စားချေမှုခုလိုပြင်လို့လိုက်တာပဲဟိတ်ကောင်တွေတော်တော့ဒီခွေးမသာဒီပုံတိုင်းဆိုရင်အမှန်ပြေမှာမဟုတ်ဘူးဒါဖြင့်ဘာလို့ရမလဲတဲ့ရေနေပူတဲ့ကိုခိုးတတ်တဲ့လက်တွေကိုစိတ်မိဝန်ခံလာရဲ့အထိစစ်ကွာဥဖိုးအောင်တန်းကြောင့်တန်ငယ်တယောက်အလုံးမင်းထိတ်နှံ့သွားတယ်မလုပ်ပါနဲ့ဟိတ်ကောင်မလုပ်စေချင်အမှန်ဝန်ခံတန်ငယ်တယောက်မလုပ်ပေမဲ့ဝန်မခံလို့မရတော့ဘူး တစ်ဖက်ကသူ့ကိုအရက်ဆက်ဆုံးလှုပ်ဆောင်တော့မယ်။ရှေးရှေးဘေဘဝဖြစ်ခဲ့မှမသိရဲ့ဝတ်ကြွေးတစ်ခုပြန်လေပေးဆက်ရခြင်းလို့ပဲတန်ခဲတတ်မှတ်လိုက်တော့တယ်။ဟုတ်ပါတယ်။ကြုတ်ခိုးယူခဲ့တာပါ။ကြုတ်ခိုးယူပါလေဗျာ။အိုးခုတော့ဝန်ခံပြီပေါ့။ဟုတ်ပါတယ်။ကြုတ်ခိုးယူတာပါဗျာ။ဥဖိုးအောင်ကောင်းကြည့်စွာပြုံးနေ။ဒီလိုဝန်ခံမေးဆိုတာလေသူကြိုတင်အတွက်ပြီးသား။ဒီအတွက်ကိုလေကြိုတင်စီစဉ်ပြီးသား။ဒါကြောင့်ဝန်ခံနေ။ ဒါပေမဲ့ဝန်ခံလို့လည်းမင်းမတက်တော့ပြန်ဘာကြောင့်လဲမင်းလိုအနူကငါအိမ်ကတန်ဖိုးထားဆုံးအရာအုံမှထိပါရဲလို့ပဲပြန်တန်ခဲတယောက်ဘာတက်နိုင်အောင်တော့မလဲအဖြစ်ကတော့အဲ့ဒါပါပဲသားတို့ရဲ့အမေကြီးတို့တွေရင်းလေးအတွက်ဥဖူအောင်စီမှာသုံးရက်တီတီအစာငတ်ခံပြီးဒူးထောက်တောင်းပန်ခဲ့ပြီးပြီဒါပေမဲ့သူတို့ကရင်းလေးကိုမလွတ်ပေးဘူးဒါကြောင့်မြို့ကိုတက်လာပြီးခက်ကိုတိုက်တယ် ခကလည်းဥပုပ်အောင်ဆိုတဲ့နာမည်ကြားတာနဲ့အမေကြီးတို့မောင်းထုတ်တယ်။ဘာမှမတက်နိုင်တဲ့ဆိုအမေကြီးတို့မြေးဖွားလဲ။ဘုရားမဆုတောင်းပြီးလာငူနေမိတာပါ။ဖြစ်ပြကြောင်နားထောင်နေရတဲ့မင်းကောင်တို့သုံးယောက်ညည်ရောင်ဆိုးရတဲ့အထီးပဲ။ဥပတူကတော်ဖွားခင်ရဲ့လက်ကိုနှွေးထွေးစွာဆုပ်ကိုင်နေ။သူတို့ရဲ့အိမ်နှင်းကြီးကိုရောဘလူများသိခဲ့တာလဲအမေ။နှွေနှောင်းရဲ့ဘိုက်ကိုစမ်းတက်ပြီးတဲ့လက်တယ်မညူကပြောပြတာ။သူတို့တားဖားပြီးပြောနေကြတော့ မညူကအင်းရှိခန်းမှာရှိနေပြီကြားနေမိတယ်တဲ့မညူကအမေယူနဲ့နည်းနည်းရှင်းတယ်။အော်ကဲအမေဒီကိစ္စအတွက်ကျုပ်တို့ကူညီပေးမယ်။ဘာမှမပူတော့နဲ့။ကူညီပေးမယ်ဆိုရင်လည်းမြင်မြန်ကူညီပေးပါသားတို့ရဲ့။ညီလေးကိုနှိပ်စက်ခံရရဲ့စီရနေ။အမြန်ဆုံးလွတ်စေခြင်းပြီ။အမေကြီးရှင်မကြိုးပြရစေနဲ့။သိချပါမေ။ရောက်တော့လက်တလုံးမပြန်နေဘူး။ကျုပ်တို့နီးကျုပ်တို့ဟန်နဲ့တန်ခဲကိုကဲပေးပါမယ်။ ကျေးဇူးတင်ပါတယ်။ရင်းလူတအမြင်ဆုံးလို့အောင်ကယ်ပေးကြပါ။ဥပဒေကတော်ဖွားခက်တို့မြေးဖွားတို့ငွေချိုပေးပြီးတဲကိုနေထိုင်ရေးကိုလည်းစီစဉ်ပေးတယ်။ပြီးတော့ချက်ချင်းပဲစီစဉ်ဆွဲပြီးဘင်းကောင်ရဲ့တန်တော်ကိုတရက်ပင်ရွာစီကိုစေနှုတ်ပြီးသူကတော့တော်ဖွားခက်တို့ကိုစောင့်ရှောက်ပေးရင်မြို့ပေါ်ကຫນွေနှောင်းတို့သားမိကိုရှာဖွေဖို့နေရစ်ခဲ့တော်တယ်။ညပိုင်းချိန်ဥပိုးအောင်တယောက်တော်နဲ့အိတ်ဆက်လို့မပြောနိုင်ဘူး။ညနေတော့ကသူ့ဖန်စီနှိမ့်ဆက်နေတဲ့တန်ခဲတယောက် ိတ်ဆုံးသွားခဲ့တယ်။ကိစ္စကိုဘယ်သူမှမသိအောင်ချက်ချင်းဖြားလိုက်ပတ်ပြီးတုတ်တံမှာတောင်းရောက်မြုပ်နှံစေတယ်။ပြီးတော့တန်ငယ်ကိုမြို့ကက်ကိုပို့လိုက်ပြီးဖြစ်ကြောင်းရွာထဲမှာတရင်လွှင့်ထားတယ်။ကိစ္စအေးအေးဆေးဆေးပဲရှင်းလင်းသွားခဲ့ပြီ။ဒါပေမဲ့ဘာကြောင့်မှမသိစိတ်ထဲမတင်မကျဖြစ်နေတယ်။ဒီစိတ်ကစင်ကဲလာရင်ခုညထီကိုအိတ်မပြောဘူး။တမီးအတွက်စိတ်ပူလာလားမသိ။ဒါလည်းမဖြစ်နိုင်ဘူး။မြို့စီကအကောင်းဆုံးသောစေးစရာနဲ့ပြစီတာ။ နဖူးပေါ်လက်တင်ပြီးစဉ်းစားနေရင်ရုတ်တရက်မသိစိတ်ကတမျိုးတစ်ပုံခံစားရတယ်။တစုံတယောက်ကသူ့ကိုစိုက်ကြည့်နေတယ်လို့ပဲ။အင်းဥဖိုးအောင်ထုတ်တန်းပေါ်ကလူလူလူမဲမဲရှာကိုကြည့်ပြီး သူ့မျက်လုံးသူမယုံနိုင်ဘူး။ဒါဒါတန်ခဲလား။သူကြည့်နေတော့မှပဲမဲမဲရှာလှုပ်ရှားလာပြီးအောက်စီကိုကြောင်တကောင်လိုညင်သာစွာကြလာတယ်။တန်ခဲမဟုတ်ဘူး။ညနှဖုံးစုံနေအခြားသူတယောက်။မင်းဘယ်သူလဲ။စောရမင်းကောင် ကျုပ်နာမည်မင်းကောင်။စောရမင်းကောင်။စောရဆိုတော့မင်းကတခိုးပေါ့။အမှန်မင်း။ဟာခေကောင်တွေတခိုးတခိုးအိမ်မော်ရောက်နေရဲ့ကွာ။အိုမနီနဲ့ခင်များလူတွေအားလုံးကျုပ်တို့အမောက်သိခဲ့ပြီ။အတန်နဲ့အတူ မင်းကောင်ရဲ့နောက်ကနေတာနောထပ်ပြီးတော့ဝင်လာတယ်။သူတို့နှစ်ယောက်အတူတူဝင်လာပြီးဥပ္ပဝောင်ရဲ့တပည့်တွေအမောက်သိခဲ့တာ။ပြီးတော့အိမ်ထဲဝင်ခဲ့ပြီးမင်းကောင်ဥပ္ပဝောင်ခန်းစီကိုဝင်တယ်လို့တာနောတိန်တို့အနှံပြားဝင်ထွက်ပြီး တန်ခဲကိုရှာတယ်။တွေးခင်လားကိုလက်။မတွေးဘူးမင်းကောင်။မင်းကောင်တန်ခဲအတွက်စိုးရင်သွားတယ်။ဥဖိုးအောင်ကတော့ဒီစကားတွေနားထောင်ပြီးမင်းကောင်တို့သူ့အိမ်ကတစုံတစ်ခုကိုလိုချင်သွားတယ်လို့ထင်မိတယ်။အသက်ပေးမရှိရင်ဘာဖြစ်ဖြစ်ပေးမယ်လို့ဆုံးဖြတ်လိုက်တယ်။တန်ခဲပေးမှလေ။မင်းကောင်မေးတယ်။ဥဖိုးအောင်ကောင်ကိုမိုးကြိုးပြစ်လိုက်တယ်လို့ပဲ။မရှိဘူး။ဥဖိုးအောင်ခမရမလိမ့်နဲ့။ကျုပ်မလိမ့်ပါဘူး။ခမရသေးခြင်းနေရပဲ။ တာနောကဝင်ပြောရင်ဥပိုးအောင်ရဲ့လေပင်းကိုသူ့ရဲ့တန်မာတဲ့လက်နဲ့စုပ်ကင်မြောက်ယူတယ်။ဥပိုးအောင်အသက်ရှူရက်တန်းတော့မလို့ဖြစ်သွားတယ်။လူကုံတန်တယောက်မှတေးရမှာကြောက်တဲ့စိတ်ကလည်းအကဲပိုလာတယ်။ပြောပြောပါမယ်။ပြောစမ်းတန်တော်ဥပိုးအောင်အောက်ကိုချပီးတယ်။တုတ်တန်မှာညနေဟောလက်လွန်ပြီ။ဟာကွာတန်တော်ကစိတ်ညံလွန်နေတန်ခဲအတွက်စိတ်ထဲခံစားရလွန်ပြီးဥဖူအောင်ရဲ့မျက်နှာကိုဖြည့်ရိုက်ချတယ်။တစ်ချက်တည်းမဟုတ် ၄၅၀ချက်ဆင့်ပြီးတော့ရိုက်ချတာအခုလက်စိတ်ထင်းမင်းကဝင်ဆွဲရတယ်ဒီတော့မှတန်တော့တယောက်လက်ကိုရုပ်နိုင်တယ်ဥဖူအောင်ရဲ့မျက်နှာမှာတော့သွေးချင်းချင်းနီးနေပြီတိုင်ငယ်ကိုဘယ်နာမှမြှောက်လိုက်တာလဲမသိမသိချောင်းပြောလာမေးဥဖူအောင်ကိုတန်တော့ကထပ်မံပြီးတော့ရိုက်ချပြန်တယ်ကျုပ်ကျုပ်တပည့်ရီသိပါတယ်ခင်ဗျာလိုက်ပြစမ်းဥဖူအောင်တန်တော့ကကိုယ်ကိုယ်ကိုင်ဆွဲပြီးတရွတ်တိုက်ဆွဲခေါ်လာတယ်အောက်ကိုရောက်တော့တတိနေနေပြီးထင်ရတဲ့ ဦးဖုအောင်ရဲ့တပည့်တယောက်ကိုကျန်တဲ့လက်တစ်ဖက်ကဆွဲယူပြီးတုတ်တန်စီကိုသွားကြတော့တယ်။ဥပါသူကအပြည့်အပြည့်အမှန်တွေကိုရေနှောင်းတို့တားမိစီကိုပြောပြပြီးတဲ့နောက်ရေနှောင်းတို့ကတန်ခဲအတွက်အချိန်နှောင်းမှစိုးရင်ပြီးချက်ချင်းပဲရွှားကိုဥပါသူနဲ့တူလိုက်လာတယ်။တော်ဖွားခက်တို့မြေးဖွားလေးလိုက်ပါလာတယ်။တလန်းလုံးရေနှောင်းကတန်ခဲအခုလိုဖြစ်ရတာသူမကြောက်ဆိုတဲ့စိတ်နဲ့ဝမ်းနဲ့ပက်လက်ငိုကြွေးနေတယ်။သူမအနေနဲ့အိမ်နောင်ရသားမပြုတ်ခြင်းတဲ့အတွက် ဘိုက်ထင်းကကိစ္စကိုဖခင်ဖြစ်သူစီအပြေပေးဖို့အတွက်တန်ခဲကိုအမိတက်ခဲ့မိတာအခုတော့သူမပေါ်အချစ်ကြီးနိုးနဲ့ဖခင်ကတန်ခဲပေါ်မှာညနေဆောင်တည်းကသူမတို့တွေမျိုးစီကထွက်လာခဲ့တယ်အ мян ဆုံးရှောက်နေအောင်မနာမနေလဲတဲ့တန်လှိတဲ့တန်လာခဲ့ကြတယ်ညဦးပိုင်းအချိန်မှာရွာကိုရောက်ကြပြီအင်းစီကိုတွားကြည့်တော့လဲကြနေတဲ့အင်းရအလုသမားတွေကိုတွေ့တယ်တတိယနေ့ရဲ့တရားကိုမေးကြည့်တော့လူနှစ်ယောက်တုတ်တန်စီကိုခေါ်သွားကြတယ် မင်းငောင်နဲ့တာနောလိုပဲတခုခုဖြစ်ပြီးထင်းနေဥပါထူရေရွတ်တယ်ပြီးတော့စိုးရင်တကြီးနဲ့မဖြစ်တဲ့နာရီမဖြစ်အောင်တုတ်တန်အမြန်ဆုံးသွားစုပြောပြီးတာနဲ့အားလုံးတုတ်တန်စီကိုသွားကြတယ်စူးစူးညံ့ညံ့အတန်တွေကြောင့်ရွာသားတွေတိတ်ကုန်ပြီးကြိုးချမ်းမေးပြီးတော့လိုက်ပါလာကုန်တယ်တူးစံခမရတူးတာနောကဥဖူအောင်ရဲ့ဇက်ပိုးကိုဖြောင်းကနေရိုက်ပြီးတန်ငယ်ရဲ့မြေပုံစီကိုပြစ်ချပြီးတော့ပြောတယ်တူးတူးပါမယ်ဥဖူအောင်ကြောက်လန့်တဲ့ကြားနဲ့ ရေပုံစီရမိသားတွေကိုလက်နဲ့ရှက်ထုတ်တယ်။ဟုတ်ကောင်မင်းမတို့မင်းကောင်ကဥပုံအောင်ရဲ့တပည့်ကိုကြောစီဖနှောင်းနဲ့ပောက်ပြီးပြောတယ်။ဆရာတပည့်နှစ်ယောက်ရေပုံစီရမိသားတွေကိုလက်နဲ့အပြင်းထန်ရှက်ထုတ်ကုန်တယ်။ဒီအခိုက်ဖះဖះငါမြေးလေနောက်ပါစီရတန်မင်းကောင်တို့နှဲ့ကြည့်တော့ဥပထူးနဲ့အတူလိုက်ပါလာတဲ့တော်ဖွားခက်တို့မြေးဖွားနဲ့ကြွားသူကြွားသားတွေမင်းကောင်တို့ဖြစ်ချောင်းကုန်စင်ပြောပြလိုက်တယ်။တော်ဖွားခက်တို့မြေးဖွားတွေ ရေပုံစီမှာငိုကြီးချမ်းမနဲ့ပြေးနာပြီးဝိုင်းဖော်ကြတယ်။ခွေးကောင်လူယုံမှာရေစောကြောင့်တော်ပွားခန့်သူ့ဖိုးအောင်ထူထောင်ရိုက်နှက်တယ်။တဖန်မြေအတွက်ရေစာရီကိုလည်းအသေးအတန်ဖဲပြန်တယ်။မင်းကောင်တို့လည်းဝိုင်းကူဖဲကြတယ်။လူအများဝိုင်းဝန်းဖော်တာမို့ခဏကြာမှာတော့မြေစာရီအောက်ကဖြာလေးတလေးထွက်ပေါ်လာတယ်။တုတ်တန်တစပြင်းစီမှာတော်ပွားခန့်တို့မြေဖွားရဲ့ငိုတန်တွေစိမ့်ညံ့နေတယ်။ကျန်တဲ့သူတွေတန်ခဲအတွက်နဲ့ တော်ဖွားခတ်တို့အတွက်စိတ်မကောင်းဖြစ်ကုန်ပြီးမျက်ရည်တွေကျလာတယ်။မင်းကောင်တို့လည်းအချိန်မီကူညီခဲ့ပေမယ့်အခါနှောင့်သွားရတဲ့အတွက်အလွန်ပဲစိတ်မကောင်းဖြစ်မိတယ်။ဥဖူးအောင်တို့ရွာသားတွေကဖမ်းဆီးထားကြတယ်။ဖြစ်ပျက်တွေပြီးမှရောက်လာတဲ့တကြီးကိုလည်းရွာသားတွေဖမ်းဆီးကြတယ်။ခေါင်းဆောင်တယောက်ဖြစ်ပြီးအဖြစ်ပျက်ကိုသိရတဲ့မျက်နှာလွှဲထားတာတကြီးညာသူနဲ့မထိုက်တန်ဘူးလို့အပြစ်တင်ပြောဆိုကြတယ်။ဖြုတ်ထုတ်ပြီးအစ်တတယောက်ခန့်အပ်မေပေါ့။ ဥပုအောင်ကတော့အဖြစ်ပြက်အလုံးစုံမိမနဲ့သမီးကတိတ်ရှိပြီးဖြစ်လို့သူ့အတားနဲ့သူ့မာနာတို့ရဲ့အမှားကိုနားလည်ခဲ့တယ်။ဒီအတွက်ကြောင့်လဲဖန်စီခံရပြီမဲ့ဝမ်းမနည်းသလိုနောက်တာလည်းမရတော့ဘူး။ကတဲစီကိုဖမ်းခံပြီးသူကိုယ်တိုင်ဝန်ခံပြီးတော့ထိုက်တဲ့နဲ့အပြစ်ဒဏ်ခံယူမယ်လို့ဆုံးဖြတ်ထားတယ်။ဒီအချိန်ရေရေပေးပါ။ရုတ်တရက်တန်ငယ်စီကတီးတိုးတဲ့အတန်ထွက်ပေါ်လာတယ်။ဟာတန်ငယ်ဥပါထူစီကဝမ်းသာအားရတဲ့ ဒေါ်ဖွားခတ်တို့ဘာဖြစ်မှမသိရုတ်တရက်ကြောက်အန်းနေတယ်။မင်းကောင်တို့လည်းတန်ခဲကိုကြည့်မိတယ်။တန်ခဲမင်းသတိရလားလား။ရှည်ပေးပါ။ရှည်စားလို့ပါ။ तू မသိဘူး။အသက်ရှိသေးတယ်။တန်တို့ရသူ့တန်အော်အော်နဲ့ဝမ်းတန်အားရဟိအော်တယ်။ရွာသားတွေဟေးကနေဟိအော်တန်တပြိုင်နက်ဒေါ်ဖွားခတ်တို့မြေးဖွားတွေဝမ်းတန်အားရနဲ့တန်ခဲကိုဖက်ပြီးတော့ငိုကြွေးကြတယ်။ဘာပဲဖြစ်ဖြစ်ပြေကင်းသူတယောက်တေရွာနေပြန်လည်ရှင်းတန်လာခြင်းဟာ တုတ်တန်တစားပြင်မှာဖြစ်ပေမဲ့မင်္ဂလာရှိနှုန်းနဲ့အဖြစ်ရေပေါ့ဥဖူအောင်ကသူ့အပြစ်ကိုသူ့ဆုံးဖြတ်ချက်အတိုင်းပဲသူကိုယ်တိုင်ဝန်ခံပြီးလက်ခံယူတယ်အရင်းရှင်လူကုန်တိုင်တယောက်ရဲ့အကျုပ်တရားပေါ့နင့်နာသူတန်ငယ်တို့မိသားစုတော့ရောကြီးအပြင်လူနှောင်းကလည်းတန်ငယ်ကိုလက်ထပ်ယူလို့ကြောင်းအနူးညွတ်တောင်းပန်ရင်တောင်းဆိုတယ်ဒေါ်ဖွားခက်ကတော့ဒီတောင်းဆိုမှုကိုလက်ခံတယ်တန်ငယ်ကတော့ခေါင်းလည်းမညိခေါင်းလည်းမခါတကြီးကတော့ရွာသားတွေညင်ညင်ညွတ်ညွတ်နဲ့ဖြုတ်ကြပြီး ရွာအနီနှင်းထောက်တာခံရတယ်။တရားနေတနကြမှာတော့လူနောင်းရဲ့ဝမ်းစီကသွေးတပြစ်ခိုင်းလို့ခေါ်တဲ့ရောဂါအသားလုံးရမြို့ပေါ်မှာတော့တောက်ခဲတဲ့ဆေးတွေရဲ့အစွမ်းကြောင့်ကျဆင်းလာတော့တယ်။အခုတော့အရန်အလုံးရှင်းလင်းခဲ့ပြီ။ဒါပြင်လူနောင်းကတန်ခဲပေါ်တနာစိတ်အာနာစိတ်ထားမိလို့ကံလန်တောင်းဆိုမိရာတကယ်ချစ်မိသွားခဲ့တယ်။နောက်များမှာတော့လူနောင်းရဲ့အချစ်ကိုတန်ခဲလက်ခံသွားနိုင်မလားမသိတဲ့။မင်းကောင်တို့ကတော့ တပည့်အကြတွေကတရက်ပင်ရွာနေသခိုင်းစီအပြန်ခီးထွက်ခွာသွားရော်တယ်။ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုဒီလောက်နဲ့ပဲရန်နာကျင်ပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။